နကုံကိုးွယ်ထားတဲ့ပုဂ္ဂိုလ်ဟာတရဏဂုံကိုစိတ်ကတ်ထားတဲ့ပုဂ္ဂိုလ်ဖရာတရားတန်ကယရဏသုံးပါလို့ဆိုတဲ့တရဏကိုကိုးွယ်စိတ်ကတ်တဲ့ဥပဒကဥပတိကမအမျိုးသားအမျိုးသမီးတရဏဂုံကိုးွယ်တဲ့အကျိုးကျေးဇူးဟာအလွန်ကြီးမားတယ်လို့ပြောတယ် ။ဘာဖြစ်လို့တုန်းဆိုလို့ရှိရင်ယသော်ဘုရားဟာတကယ်ကိုမှန်ကန်တဲ့တရားကို ဟောတယ်။တရားကလည်းပဲတကယ်ကဲတင်နိုင်တယ်။တန်ခါကလည်းပဲတကယ်အာယုပြုလို့ရှိရင်အကျိုးကျေးဇူးတွေဖြစ်ပေါ်စေနိုင်တယ်။ဒါကြောင့်မို့လို့ဖရတရားတန်ခါကို ကိုးကွယ်စိတ်ကပ်လို့ရှိရင်တဲ့မြတ်စွာဘုရားရေကေစီဗုဒ္ဓံတရဏံကတာတိနတ္တိခမိတ်တန်တိအပါယပုမေအပေမကြဘူးလို့ကိုဟောထားတ တရဏဂုံတည့်ရဲ့နဲ့တရဏဂုံရှိကတ်တဲ့ပုဂ္ဂိုလ်ဟာအပေမကြဘူးဆိုတီယိုနိုင်ငံမှာဖြစ်ခဲ့တဲ့ဝတ္ထုလေးတစ်ခုကိုကြည့်တီယိုနိုင်ငံမှာတကားတဦးကဘုရားဘာသာမဟုတ်ဘူးသူကအသက်မွေးဝမ်းကြောင်းမလုပ်လဲလို့ဆိုလို့ရှိရင်တက္ကသိုလ်ငန်းနဲ့အသက်မွေးတယ်ပေါ့ခုခေတ်တော့နားထောင်ကောင်းခေါ်တယ်ရေလုတ်သားတဲ့ နော်ရေလုံငန်းနဲ့အသက်မွေးတယ်ပေါ့အဲဒီတေကနီးချတဲ့အခါကျတော့ကိုလို့ရတရားကိုအာယုန်ထဲမှာလားထင်တာပဲဒါသဘာဝကိုဘာတွေလုပ်ခဲ့တယ်ဆိုတာကိုအရေးမဲကြီးလို့တေကနီးချလာပြီးတော့စိတ်ထဲမှာလွှမ်းမိုးနေမှာပဲအဲသူလည်းတေကနီးချတော့သူလှုပ်လာခဲ့တာငါးရီဖန်သက်ရောင်းချဒီလိုလှုပ်လာတာဆိုတော့ အဲ့ဒီအကုသိုလ်တွေကအရေးမဲကြီးလို့လာပြီးတော့လွှမ်းမိုးထားပြီတေလို့ရှင်ငရဲကြမှာတေချာနေအဲ့ဒီအချိန်မှာယဟန္တာကြီးတစ်ပါးကဆွမ်းခံရင်းနဲ့အဲ့တကားကြီးတေအံမူးမူးဖြစ်နေတော့တနာလို့ဆုံးပြီးတော့ကြွသွားကြွသွားပြီးတော့သူ့ကို အာပေစကားပြောပြီးတော့အကိုရဲ့မဲ့ဖြစ်နေတဲ့အချိန်လေးမှာဘင်းဘဝကူကောင်းအောင် ငါချပေးတာလေးလိုက်ဆုံးမလားဆိုပြီးတော့ဗုဒ္ဓံသရဏံကိစ္ဆာမိဓမ္မံသရဏံကိစ္ဆာမိသံဃံသရဏံကိစ္ဆာမိဆိုတာချပေးလိုက်ဆုံးလိုက်တယ်သံဃံသရဏံကိစ္ဆာမိလည်းဆိုလိုက်ရောမေးကပြုတ်ကျသွားပြီရှာကလေးသွားတော့အဆိုးနိုင်တော့ငါးပါးသိလားအဲ့လိုဆိုရင်နဲ့စိတ်ထဲမှာအာကိုးသွားတယ်သူစိတ်ထဲမှာဒီဗုဒ္ဓံသရဏံကိစ္ဆာမိကိုအာကိုးပြီးတော့တည်သွားတော့ဘာဖြစ်တုံဆိုငရဲကလွတ်ပြီးတော့သူက ငရဲမရောက်တော့ပဲနဲ့ဘုံမဆုနှက်တော့ဖြစ်တယ်။နတ်ဆိုတာလူလိုမွေးနေရတာမဟုတ်ဘွားကနဲ့တော့ဖြစ်တယ်။အဲ့တော့ညကြတော့အဲ့ဒီရဟန္တာကြီးစီလာတယ်တဲ့အရှင်ဘုရားတဲ့သူဘုံမဆုနှက်ဖြစ်တဲ့အကြောင်းပြောတယ်ရှင်ဘုရားကငါးပါးတိလသာဆက်ချပေးလိုက်မယ်ဆိုရင်တပည့်တော်ဟာအထက်နတ်ပြည်တော်ရောက်မှာအခုတော့ရှင်ဘုရားကတန်ခံတရဏံကိစ္ဆာမိရင်ဆုံးသက်သွားတာဆိုတော့ ရဟန္တာကြီးကပြောတယ်မင်းမှမဆုံနိုင်တော့တာတဲ့ငါကတော့ချပေးပါတယ်မင်းမဆုံနိုင်တော့ဘူးအဲ့ဒါဒိဂန်ကြီးမှာကဲတင်လိုက်တဲ့ချက်ဒီလိုကိုကဲနိုင်တယ်လို့ဆိုတာဒါတရားဓမ္မဟာဒီလိုကဲတင်နိုင်တယ်ဒါကြောင့်ဟိုတရဏလို့ခေါ်တာအဲ့ဒီလိုကဲတင်ခဲ့တဲ့ဝိထုဇာလန်းတွေဟာအများကြီးရှိတာပေါ့ဧကမီဖယားတရားတန်ခါယရဏသုံးပါးကို ကိုယ်ွယ်ရအဖြစ်ကိုယ်ွယ်တဲ့ပုံကိုယ်ကြီးမျိုးသားတွေကြတော့ဥပတကာလို့ခေါ်တယ်ဥပတကာလို့ခေါ်တယ်အမျိုးသမီးတွေကြတော့ဥပတိကာလို့ခေါ်တယ်ဗမာပြည်ကထုံးစံတိုင်းမဆိုတာလေးထက်ခေါ်တယ်ဥပတိကာမဒါယကာဒါယိကာမမလို့ခေါ်တာတိဘက်လူမျိုးတွေရဲ့ထုံးတမ်းစင်လာမယ်ဗမာတွေကလည်းတိဘက်တို့ဗာမင်းအနယ်တွေဆိုတော့မထက်ခေါ်လို့ရှိတယ်နော်ဒါယကာဒါယကာမ မလေးပါနောက်ကဥပါဒကဥပါဒိကမအဲ့ဒါတိဘက်ဘာသာစကားမှလည်းအဲ့တိုင်ပဲနောက်ကမပါအလုံးကြားဘူးရမလားဗမာလူမျိုးတွေရဲ့ဘယ်ဘယ်လူမျိုးကဗမာလူမျိုးတွေဆင်းသက်လာတယ်ဆိုတာတိဘက်တို့ဗာမင်းကနေဆက်စည်းသက်လာတယ်ဆိုတာတမိုင်းကြောင်ဖတ်တဲ့လူတွေသိမှာပေါ့နော်အေးအဲ့လို့ ဥပဒကဥပဒိကမဖြစ်လာလို့ရှိရင်ပြည့်စုံရမယ်လိုက်နာရမယ်ဟာဘာလဲလို့ဆို၅ပါးသိလား၅ပါးသိလားလုံရမယ်ဒါဗုဒ္ဓဘာသာဝင်နေအနေနဲ့၅ပါးသိလားလုံရ၅ပါးသိလားလုံမပြည့်စုံတဲ့ဘုရားရဲ့ကိုယ်ွယ်မှုပြည့်ပြည့်စုံစုံဖြစ်နိုင်မယ်တဲ့